This is Radio NUG, the voice of National Unity Government of Myanmar, broadcasting for Myanmar's Spring Revolution. Radio NUG is transmitting from shortwave 16 meter 17.79 MHz at 8:30 a.m. and 25 meter 11.94 MHz at 8:30 p.m. Myanmar Standard Time. မြို့သားညီညွတ်ရေးအစိုးရရဲ့အတံခွန်ဌာန Radio NUG ကိုမနက်ပိုင်း၈နာရီခွဲမှလိုင်းတူ16မီတာ19.9 MHz ညပိုင်း၈နာရီခွဲမှလိုင်းတူ25မီတာ17.6 MHz တို့မှာဓာတ်ရိုက်ဖမ်းယူနိုင်ပါပါရှင်။ဒီမှာအပောင်းနဲ့ဖြည့်ဆုံးကြပါစေ။အခုချိန်ကစပြီး Radio NUG အစီအစဉ်တွေကိုဓာတ်ရိုက်အတံလွှင့်ပေးနေပါပြီ။ ရေဒီယို NUG သောတာရှင်များနဲ့မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းတဘာဝဘေးစစ်အာဏာရှင်ဘီတို့ကနေကင်ဝေးပြီးကိုစိတ်နှပါအေဂျင့်လုံခြုံကြပါစေလို့ရေဒီယို NUG မှဥစွာပထမနှုတ်ခွန်းဆက်တာအပါတယ်။ဒီကနေ့2025ခုနှစ်ဧပြီလ9ရက်နေ့ရေဒီယို NUG ရဲ့ညပိုင်းထုတ်လွှင့်မှုအစီအစဉ်တွေကိုစတင်တင်ဆက်ပေးပါရမရှင်။ပထမဦးစွာရေဒီယို NUG စီးရီးသတင်းကောင်းနှုတ်ချက်ကိုရန်နိုင်ကဖတ်ကြားတင်ပြပေးပါမရှင်။ရေဒီယို NUG သောတာရှင်များမင်္ဂလာပါခင်ဗျာ။ခုချိန်အစပြီး 2025ခုနှစ်ဧပြီလ9ရက်နေ့ညပိုင်းမှာတင်ပြပေးမယ် Radio NUG စီးရီးသတင်းများကိုကျွန်တော်ရန်တိုင်းကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးမယ့်စီးရီးသတင်းကတော့အင်အားပြင်းငလင်းဘေးသင့်နေချိန်မှာအချမ်းဘတ်စစ်တပ်ရဲ့လေကြောင်းနဲ့လက်လက်ကြီးပစ်ခတ်မှုကြောင့်ကလေးငယ်နဲ့မြို့သမီးတွေအပေါဝင်68ဦးအသက်ဆုံးရှုံးခဲ့ရတယ်လို့ NUG ပြောကြားတဲ့သတင်းပဲဖြစ်ပါတယ်အင်အားပြင်းငလင်းကြောင့်အရသာပြည်သူတွေငလင်းဘေးသင့်နေချိန်မှာအကြမ်းဖက်စစ်တပ်ကလေကြောင်းလက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့် ကလင်းငယ်နဲ့မြို့သမီးတွေပါဝင်68ဦးအသက်ဆုံးရှုံးခဲ့ရတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနကဒီကနေ့ April 5ရက်မှာ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ငလင်းပေးတဲ့နေ့ချိန်မှာအချမ်းပတ်စီအိုစုကအရသာပြည်သူတွေပေါ်လေချောင်းလက်လက်ကြီးတွေနဲ့တိုက်ခတ်မှုအခြေအနေကိုထုတ်ပြန်လာတာဖြစ်ပါတယ်။မလ28ရက်နေ့ကဖြစ်ခဲ့တဲ့အင်အားအလွန်ပြင်းထန်တဲ့မြင်းလေဘေးဒဏ်ကိုကြုံတွေ့နေရပြီးနောက်ပိုင်းတပတ်အတွင်းအချမ်းပတ်စီအိုစုဟာလေချောင်းပါဝင်လက်လက်ကြီးနဲ့တိုက်ခိုက်တာစုစုပေါင်း63ကြိမ်ပြုလုပ်ခဲ့ပြီး ကလင်းငယ်တူဦးနဲ့မြို့သမီး15ဦးပါဝင်အရသာပြည်သူ68ဦးအသက်ဆုံးရှုံးခဲ့ရတာလို့ဆိုပါတယ်။ဒီတိုက်ခိုက်မှုတွေမှာငလင်းဘေးဒဏ်ကိုအဆိုးဝါးဆုံးခံစားခဲ့ရတဲ့သခိုင်းတိုင်းအတွင်းတိုက်ခတ်မှု73ကြိမ်နဲ့မန္တလေးတိုင်းအတွင်း8ကြိမ်ပါဝင်တယ်လို့သိရပါတယ်ခင်ဗျာ။အခုဆက်လက်ပြီးတင်ဆက်ပေးမှာကတော့စစ်တပ်ကလေရင်နဲ့ပုံကျဲတာကြောင့်အင်းတော်မျိုးမှဘုံကြီးချောင်းပျက်စီးက2ဦးသေဆုံးပြီး8ဦးဒဏ်ရရတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်ကအင်းတော်မျိုးမှဘုံကြီးချောင်းကိုလေရင်နဲ့ပုံကျဲတိုက်ခတ်တာကြောင့် အရသာ2ဦးသေဆုံးပြီး10ဦးဒဏ်ရာကဘုံကြီးကျောင်းပျက်စီးသွားတယ်လို့ Indoor Revolution IR ကထုတ်ပြန်ပါတယ်။မိဒီလာဒီလက်စကန်ကတက်လာတဲ့တိုက်လေ20ဟာအီဘီလာ1ရက်နေ့လယ်12နာရီကနေတနာရီတွင်ဘုံလေးလုံးကျဲချခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီဘုံတွေ Indoor မြို့မှာဘုံကြီးကျောင်းပေါ်ကျဲချခဲ့တာကြောင့် Indoor မြို့မြို့မှာဘုံကြီးကျောင်းစွန်းစားဆောင်ဓမ္မယုံတို့မိလောင်ခဲ့ပြီးရက်တော်မူရုပ်ပွားတော်မြို့တော်ခန်းမှာဓမ္မမန္တိုင်ဘုံကြီးကျောင်းပျက်စီးခဲ့တဲ့အပြင်ဘုံကြီးကျောင်းအတွင်စစ်ကောင်စီတပ်ဖွဲ့နဲ့အတူရှိနေတဲ့ အရသာပြည်သူ၂ဦးသေဆုံးခဲ့ပြီး၈ဦးဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။အင်းတော်မှာတိုက်ပွဲဖြစ်တာမရှိဘဲစစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်သွားတာလို့စီရေးသတင်းချင်းမြစ်ကလည်းပြောပါတယ်။စစ်ကောင်စီနေနဲ့မြို့ပေါ်ကပြည်သူတွေငရင်တန်းအလူလဲခံနေရချိန်မှာကုညီကယ်ဆေးလုပ်ငန်းတွေထိထိရောက်ရောက်မလုပ်ဘဲအရသာပြည်သူတွေရှိတဲ့နေရာတွေကိုလေကြောင်းကနေတိုက်ခိုက်တာတွေဇက်တိုက်လုပ်နေတယ်လို့အင်းတော်ဒေသသတင်းချင်းမြစ်အင်းတော် Revolution IR ကပြောပါတယ်။ငလင်းဘေးမှာစစ်တပ်ရဲ့စီမံခန့်ခွဲမှုညံ့ဖျင်းတာပြည်သူလူထုပေါ်စီရင်နာမရှိတာ အချိန်မီကူညီခဲ့စေလုပ်ငန်းတွေမလုပ်နိုင်တာတွေကြောင့်မသေးသင်မဲ့တည်ခဲ့ရသူတွေရှိတယ်လို့လည်းအသိပေးထားပါတယ်။အကြံပေးစစ်ကောင်စီကဧပြီလ2ရက်နေ့ကနေဧပြီလ22ရက်နေ့ထိရက်ပေါင်း20အပြစ်ခတ်ရက်စဲထားမယ်လို့ကြေညာထားပေမဲ့လက်တွေ့မှာတော့တနိုင်ငံလုံးအနှံ့ထိုးစစ်တွေဆင်နွှဲကလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လှုပ်ဆောင်နေတယ်လို့အမျိုးသားညီညွတ်ရေးဆိုရ NUG နဲ့တော်လိုင်းတပ်ဖွဲ့တွေကထုတ်ပြန်ပြောဆိုထားပါတယ်ခင်ဗျာ။အခုတစ်ခါ ဗမောတိုက်ပွဲမှာအလင်းဝင်လာတဲ့ပြည်သူစစ်တပ်ဖွဲ့ဝင်တွေရဲ့ပြောဆိုချက် KIA ထုတ်ပြန်ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ဗမောမျိုးသိန်းတိုက်ပွဲမှာဖမ်းမိထားတဲ့စစ်ကောင်စီတပ်သားတွေထဲမှာစစ်တပ်ကနှီးမျိုးစုံနဲ့အရမဆူဆောင်းထားတဲ့ပြည်သူစစ်တပ်ဖွဲ့ဝင်တွေလည်းပေါဝင်နေရမှာဖမ်းမိစစ်တုံးမှန်းတွေရဲ့ထွက်ဆိုချက်ကိုကချင်လွတ်လပ်ရေးတပ်မတော် KIA သတင်းပြန်ကြားရေးဌာနကထုတ်ပြန်ထားပါတယ်။ဗမောတိုက်ပွဲမှာလင်းဝင်လာတဲ့တပ်သားစီသူအောင်တပ်သားအောင်မိုးတပ်တို့ရဲ့ထွက်ဆိုချက်ကိုဖော်ပြခဲ့ရမှာ စစ်တမ်းကျောင်းသားနဲ့လှုပ်ရှားသူတို့ဟာစစ်သားတွေအဖြစ်စုဆောင်းခံရသူတွေဖြစ်တယ်လို့ကာယကံရှင်တွေကထပ်ဆိုထားပါတယ်။တသားအောင်မို့တဲ့ဟာစစ်တမ်းကျောင်းသားဖြစ်ပြီးစာမေးပွဲဖြေနေစေကာလကျူရှင်ကပြန်လာချိန်ညစင်တိုင်းကျော်မှာဖမ်းဆီးခံရပြီးရှေ့တန်းရောက်လာလာလို့သိရပါတယ်။ပြည်သူစစ်ဖွဲ့တွေစစ်မတက်ရဘူးလို့စစ်ကောင်စီဘက်ကပြောနေပေမဲ့ရှေ့တန်းစစ်မြေပြင်ကိုဆေလွတ်ခံရတယ်လို့လည်းထပ်ဆိုထားကြပါတယ်။တိုက်ပွဲတွင်စစ်ကောင်စီတပ်တွေဆုတ်ခွာချိန်မှာကျင်းဟစ်ခဲ့ပြီးဇန်နဝါရီလ29ရက်နေ့မှာ ခရီးရင်တက်ဖွဲ့ဝင်တွေရှိတဲ့နေရာကိုသွားပြီးအလင်းဝင်ခဲ့တာလို့တပ်သားအုံမွတ်သက်ကပြောပါလေတပ်သားစီတူအောင်ကလည်းအလုရှာချိန်မှာလူနှစ်ဦးကလုပေးမယ်ပြောပြီးရန်ကုန်ဝါလက်စုဆောင်ရေးတပ်မှတပ်သားစုဆောင်ခံရတာလို့ဆိုပါလေတော်လိုင်းတက်ဖွဲ့တွေဟာအလင်းဝင်သူတွေကိုတပ်ပစ်တယ်လို့စစ်ကောင်စီဘက်ကပြောထားတာကြောင့်အလင်းဝင်ရမှာကိုကြောက်ခဲ့ရတယ်လို့တပ်သားစီတူအောင်ကရှင်းပြထားပါလေအလင်းဝင်လာချိန်မှာဒီဘက်ဖွဲ့စည်းတွေကတက်နိုင်သလောက်စေဝါထောက်ပံ့တာကြောသားရင်သားမခွဲခြားဘဲတပြေးညီဆက်ဆံတာကိုတွေ့ရတယ်လို့လည်းသူကအတိပေးထားပါလေ အလင်းဝင်လာတဲ့တပ်သားတွေဟာလက်နက်ခဲယမ်းကြီးနဲ့ဘုံးသီးတွေပါလာခဲ့ကြတယ်လို့ကာယကံရှင်တွေက ထွက်ဆိုထားပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တော်လိုင်းအင်အားစုတွေကပြည်သူ့စစ်မှုထမ်းတပ်သားစစ်များအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်အနေနဲ့ရတဲ့နီးနဲ့တော်လိုင်းတပ်ဖွဲ့တွေနဲ့ချိတ်ဆက်ကအလင်းဝင်ကြဖို့တိုက်တွန်းထားပါတယ်ခင်ဗျာ။ခုတ်ကတင်ဆက်ပြီးမှာကတော့ညီတော်မာမိတ်၃ဘွဲကတပတ်သက်အဖြစ်ရထားချိန်မှာစစ်တပ်ကထိုးစစ်ဆင်လာတဲ့အတွက်နောင်ချိုမှာတိုက်ပွဲဖြစ်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ ငရင်တန်တဲ့ပြည်သူတွေကိုထိရောက်တဲ့ကယ်ဆယ်လုပ်ငန်းတွေလုပ်ပေးနိုင်ဖို့ညီတော်မမိတ်၃ဘွယ်ကတစ်ဖက်သက်အပြစ်ရထားချိန်မှာစစ်တပ်ကထိုးစစ်ဆင်လာတဲ့အတွက်နောင်ချုံမြို့နယ်မှာတိုက်ပွဲဖြစ်ခဲ့တယ်လို့ TNL ကပြောပါတယ်။အကြမ်းမစစ်တပ်ဟာစစ်ကား9စီးနဲ့လူဝင်အားဖြင့်တင်ပြီးအင်းတော်ဘက်ကနေကြောက်ကူတောင်ချေအမတ902ဘက်ကိုအေဘီလာ3ရက်နေ့လယ်12နာရီဝန်းကျင်မှာစစ်ကူအင်အားဖြင့်တင်ခဲ့တယ်လို့ဆိုပါတယ်။အကြမ်းမစစ်တပ်ဟာစစ်ကား9စီးနဲ့လူဝင်အားဖြင့်တင်ပြီးအင်းတော်ဘက်ကနေ ကျောက်ကိုတောင်ကျေအမတ900ရက်နှစ်ပတ်ကိုအေပီလ3ရက်နေ့လယ်12နာရီဝန်းကျင်မှာစစ်ကူအင်အားဖြစ်တင်းခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီလိုအင်အားဖြစ်တင်းပြီးမနေ့ကအေပီလ4ရက်မနက်စင်နယ်ကမှာဒုစစ်ဆင်လာတဲ့အတွက်အချမ်းဘတ်စစ်တပ်နဲ့တောင်းတမရော PSLF DNA တို့အမတ900ရက်နှစ်အနီးမှာတိုက်ပွဲဖြစ်ခဲ့တာလို့သိရပါတယ်။ဒါပြင်ချမ်းဘတ်စစ်တပ်ဟာတပေးချင်းမြို့နယ်ခွန်မိုင်ဘက်ကိုလည်း Jet Fighter နဲ့နှစ်ကြိမ်ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့စီးရေးသတင်းရင်းမြစ်တွေကပြောပါတယ်။အချမ်းဘတ်စစ်ကောင်စီဟာအေပီလ2ရက်နေ့ကနေ22ရက်နေ့အထိအပြစ်ရထားမယ်လို့ကြေညာခဲ့ပြီး နိုင်ငံတော်အဆင့်ဝန်လဲခြင်းထိမ့်မှတ်နေရလို့ထုတ်ပြန်ကြေညာထားပေမဲ့ဒုစစ်စင်တာတွေလေကြောင်းတိုက်ခိုက်တာတွေနေ့စဉ်ပြုလုပ်နေတယ်လို့ TNL လေကထုတ်ပြန်ထားပါတယ်ခင်ဗျာအခုဆက်လက်ပြီးတင်ဆက်ပေးမှာကတော့စစ်ကောင်စီအတွက်စာအုပ်စီပိတ်တာ9000ကျော်တည်လာတဲ့ကားကိုဖမ်းဆီးရမိတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရည်စုံမျိုးမှာရှိတဲ့ရုံပေါင်းစုံအခြေစိုက်ကနေစစ်ကောင်စီတပ်အတွက်ခွဲထည့်ဖြစ်တဲ့စာအုပ်စီပိတ်တာ9000ကျော်တင်ဆောင်လာတဲ့ကားကိုသိမ်းဆီးရရှိထားတယ်လို့ Southern YSO PDF ကဒီနေ့ AP လ9ရက်မှာထုတ်ပြန်ပါတယ် ပခုတ်ကူရေစကြိုလမ်းပိုက်တနေရာမှာစစ်ကောင်စီအတွက်ခွဲတဲ့အဖြစ်စောင်းစီပေပါအလုံး90ပိတ်သာချိန်9500တင်ဆောင်လာတဲ့ကားကိုအေပီလာ10ရက်နေ့ညနေ4နာရီအချိန်မှာဖမ်းဆီးနိုင်ခဲ့တာလို့ဆိုပါတယ်စစ်ကောင်စီဟာရေစကြိုမြို့မှာစီရောင်းချခွင့်တယူခွင့်တွေပိတ်ပင်ထားပြီးစစ်အုပ်စုကလော်ဝကြီးအုပ်ရယူထားတဲ့ဈေးကွက်ကို ခွဲတန်းစီလို့ခေါ်တယ်လို့သိရပါတယ်စစ်အုပ်စုဟာတပ်သားချောင်းကြီးရဲ့ခေါင်းစဉ်တက်ပြီးတမဝရမခိကလိုစားစီဝယ်ယူခွင့်ကတ်တွေထိုးပေးကသူတို့နဲ့နှီးစပ်တဲ့ပြည်သူတွေနဲ့ဆက်ဆက်ပတ်သက်နေသူတွေဝန်ထမ်းတွေကို တရင်တပိတ်သားနှုတ်ရောင်းချပေးတယ်လို့လည်းသိရပါတယ်ခွဲတန်းစီကိုတော့တလ၄ချိန်ခန့်ထုတ်ယူပြီးစစ်တပ်လက်ဝေခံတွေကနေစီစည်းကွက်ကိုကင်တွယ်ထားတာကြာနေပြီလို့ Southern Wire ဆို PDF ကဆိုပါတယ်အခုဖန်စီရမိတဲ့စောင်းစီတဲ6ဘိန်းကဟာစစ်တပ်ခွဲတန်းစီတွေကိုပခုတ်ကူမျိုးကနေရေစကြိုမျိုးဘက်အချိန်ချင်းတဲဆောင်ခဲ့တယ်လို့စစ်တပ်အတွက်ရိတ်ခါဆန်တွေကိုလည်းပခုတ်ကူကနေရေစကြိုဘက်တဲဆောင်ပေးနေတဲ့ကားဖြစ်တာကြောင့်အချိန်နှစ်လခန့်စောင့်ကြည့်လေ့လာခဲ့ပြီးမှဖန်စီခဲ့တာလို့ထုတ်ပြန်ထားပါတယ် လက်ရှိမှာတော့ကားပေါ်ကစီပေပါလုံး90ကိုတင်စီပြီးကားကိုလည်းတော်လိုင်းလုပ်ငန်းတွေမှာအသုံးပြုမှာဖြစ်ခါကားဒရိုင်ဘာနဲ့ကားနောက်လိုက်ကိုပြန်လွှတ်ပေးမယ်လို့သိရပါတယ်။အခုတင်စီရမိတဲ့ပစ္စည်းတွေထဲမှာပြည်သူပိုင်ပစ္စည်းတွေပါမယ်ဆိုရင်ပိုင်ရှင်တွေအနေနဲ့ Southern Wire ဆို PDF ရဲ့နှမှုကွန်ရက်ဆမ်မနာကနေဆက်သွယ်မေးမြန်းနိုင်တယ်လို့ထုတ်ပြန်ထားပါတယ်ခင်ဗျာ။ခုနောက်ဆုံးတင်ဆက်ပေးမယ့်စီးရီးသတင်းကတော့မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအချက်6ချက်ပါတဲ့ဒေသန္တရအမိန့်ထုတ်ပြန်တဲ့သတင်းပဲဖြစ်ပါတယ် မင်းတပ်မျိုးနယ်ပြည်သူအုပ်ချုပ်ရေးဖွဲ့ကအချက်6ချက်ပါတဲ့ဒေသန္တရအမိန့်တစ်စောင်ထုတ်ပြန်ထားပါတယ်။မင်းတပ်မျိုးနယ်တွင်နေထိုင်ကြတဲ့ပြည်သူလူထုသိရှိလိုက်နာစေနိုင်ဖို့မျိုးနယ်ပြည်သူအုပ်ချုပ်ရေးဖွဲ့ကမလ30နေ့နေစွဲနဲ့ထုတ်ပြန်ထားတာဖြစ်ပါတယ်။ဒီထုတ်ပြန်ချက်ထဲမှာမျိုးနယ်ပြည်သူအုပ်ချုပ်ရေးဖွဲ့ရဲ့ခွင့်ပြုချက်မရှိဘဲဌာနဆိုင်ရာမြေနေရာတွေမှာနေအိမ်ဆောက်လုပ်နေထိုင်တာအစိုးရဆောက်အုံတွေနဲ့ဌာနဆိုင်ရာဝန်ထမ်းအင်အားတွေမှာနေထိုင်တာမျိုးမလုပ်ကြဘူးသတိပေးထားပါတယ်။ဒါပြင်မျိုးနယ်ပြည်သူအုပ်ချုပ်ရေးဖွဲ့ရဲ့ခွင့်ပြုချက်မရှိဘဲဌာနဆိုင်ရာအဆောက်အုံတွေနဲ့ဝင်ရောက်ပြီး ဌာနဆိုင်ရာပစ္စည်းတွေခိုးယူတာစာရွက်စာတမ်းတွေဖျက်ဆီးတာမျိုးမလုပ်ဖို့တားမြစ်ထားပါလေ။အလားတူပဲတရော့ကျိုးဝိုင်းတွင်တစ်ထုတ်လုပ်ခြင်းနေအိမ်ဆောက်လုပ်ခြင်းတောင်ရောင်ခုတ်ထွင်ခြင်းဥယျာဉ်ခြံတွေလုပ်ကင်တာမျိုးမလုပ်ဖို့အုပ်ချုပ်ရေးဖွဲ့တွေရဲ့ခွင့်ပြုချက်မရပဲကျေးရွာတွေအတွင်းအိမ်သစ်ဆောက်တာအိမ်ဆောက်ဖို့တစ်ထုတ်တာတွေမလုပ်ဖို့လည်းပါဝင်ပါလေ။မင်းတပ်မျိုးဟာစစ်ကောင်စီလက်ချက်ကြောင့်မိလောင်ပျက်စီးခဲ့ရတာဖြစ်ပေမဲ့ထိခိုက်ဆုံးရှုံးသွားသူတွေအနေနဲ့အုပ်ချုပ်ရေးဖွဲ့တွေရဲ့ခွင့်ပြုချက်နဲ့နေအိမ်ဆောက်လုပ်ခွင့်ပြင်းတဲ့အိမ်ဆောက်ပစ္စည်းတည်ယူခွင့်တင်ပြကြဖို့တိုက်တွန်းထားပါလေ။ ဒါပြင်မြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့ခွင့်ပြုချက်မရပဲကျေးရွာရွှေပြောင်းတာကျေးရွာစဉ်တီထောင်တာတွေမလုပ်ဖို့ဒေသန္တရအမိန့်ထုတ်ပြန်ထားပြီးလိုက်နာဆောင်ရွက်တာမရှိရင်တီစဲဥပဒေအတိုင်းအရေးယူမယ်လို့အသိပေးထားပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်ကိုခန့်ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ ဆီရဲသတင်းတွေကိုနားဆင်ရပြီးမှာတော့ဆက်လက်ပြီးပြည်တွင်းသတင်းများကိုကျမຫນွေဦးမုံကတင်ပြပေးသွားပါမယ်ရှင်။ Video Energy သောတာရှင်များအားလုံးပဲမင်္ဂလာညချမ်းပါရှင်။ခုချိန်ကစပြီး2025ခုနှစ်ဧပြီလ5ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့် Video Energy ပြည်တွင်းသတင်းတွေကိုဖတ်ကြားတင်ပြပေးသွားပါမယ်။ကျမကတော့ຫນွေဦးမုံပါ။ ဒီမောက်ဆုံးသတင်းကတော့ငလင်တန်ကြောင့်အိုးဘိုချင်းအောင်တွင်ကြဆုံးခဲ့သည့်နိုင်ငံအကြီးအကဲများ၏စီးရင်အားအတိပေးထုတ်ပြန်တဲ့သတင်းပဲဖြစ်ပါတယ်။မလ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်အိုးဘိုထောင်ရှိမြို့သမီးအဆောင်တင့်နဲ့အဆောင်နှစ်တို့ပြိုကျခဲ့သည့်အတွက်အဆိုပါအဆောင်များတွင် မတရားဖမ်းဆီးအကျဉ်းချခံထားရသည့်နိုင်ငံအကြီးအကဲများထဲမှအောက်ဖော်ပြပါနိုင်ငံအကြီးအကဲများအသက်ဆုံးရှုံးခဲ့ကြရပါတယ်။၁မမိုးသူစာခိုင်၂ဒေါ်လက်လက်ဆို၃ဒေါခင်အောင်ရွှေ၄မက်ကေကေဝင်း၅မပပဝင်း 6မဖူးဖူးဝေတို့ဟာအသက်ဆုံးရှုံးခဲ့ရကြောင်း PPN အနေနဲ့စုံစမ်းအတည်ပြု သိရှိထားပါတယ်။ငလင်းကြောင့်ဥပိုလ်ထောင်တွင်အ ਨੇ ဆုံးလူ72ဦးသေဆုံးမှုရှိကြောင်းတရင်အချက်လက်ရရှိမှုပေါ်မူတည်ပြီး PPN အနေနဲ့စုံစမ်းအတည်ပြုခဲ့ရမှာအထက်ပေါ်ပြပါနိုင်ငံအချင်းသူ6ဦးပါဝင်ခဲ့ကြောင်းသိရှိရမှုအားမိဘပြည်သူများနဲ့မိသားစုဝင်များတို့အသိပေးအပ်ပါတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံအချင်းသားများကိုရဲ့ PPN မှထုတ်ပြန်ထားပါတယ်ရှင်။ ။နောက်ထပ်တင်ပြမယ့်သတင်းကတော့စေုပ်စုကကျူလိုနေတဲ့ရာဇဝမှုတွေမှာဘင်းစတက်ဖွဲ့ဝင်နိုင်ငံတွေအားလုံးကြံ့ရပါအဖြစ်ပတ်သက်နေတယ်လို့ Justice for Myanmar ပြောကြားတဲ့သတင်းပဲဖြစ်ပါတယ်။မြန်မာစစ်ကောင်စောင်းမင်းအောင်လိုင်းကိုဘင်းစတက်စီဝေးတက်ရောက်ခွင့်ပြုခဲ့တဲ့ထိုင်းနိုင်ငံပါဝင်ဘင်းစတက်ဖွဲ့ဝင်နိုင်ငံတွေအားလုံးဟာစေုပ်စုကကျူးလွန်နေတဲ့ရာဇဝမှုတွေမှာကြေရပါဖြစ်ပါဝင်ပတ်သက်နေတယ်လို့လူခွင့်ရေးဖွဲ့တစ်ခုဖြစ်တဲ့ Justice for Myanmar GFM ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ဘင်းစတက်ထိပ်သီးအစီအွေကိုစစ်ကောင်စောင်းမင်းအောင်လိုင်းကိုတက်ရောက်ခွင့်ပြုခဲ့ပြီး ဆီယုတ်စုရဲ့နိုင်ငံတကာရာဇဝတ်မှုတွေမှာပတ်သက်ခဲ့ကြတဲ့ထိုင်းအစိုးရမင်္ဂလာပင်လယ်အော်စီးပွားရေးနဲ့ဤပညာဆိုင်ရာဗတ်ဆောင်ပူပေါင်းဆောင်ရွက်ရေးအဖွဲ့ပင်စတန်နဲ့ဖွဲ့ဝင်နိုင်ငံတွေရဲ့ဆုံးဖြတ်ချက်ကိုလည်း Justice for Myanmar ကကန့်ကွက်ရှုံချထားပါတယ်။ထိုင်းအိန္ဒိယသီဝိလင်္ကာနိုင်ငံတို့နဲ့အတူမင်းစတက်ဖွဲ့ဝင်နိုင်ငံတွေဟာမြန်မာစစ်တပ်ကိုလက်နက်ဆက်ဆက်ပစ္စည်းနဲ့ငွေကြေးထောက်ပံ့နေပြီးမြန်မာစစ်တပ်ရဲ့နိုင်ငံတကာရာဇဝတ်မှုတွေမှာပါဝင်ပတ်သက်နေကြတယ်လို့ GFN ကဆိုပါတယ်။ မြန်မာနိုင်ငံမှာအင်အားပြင်းထန်တဲ့လှုပ်ခတ်မှုကြောင့်ပြိုကျပျက်စီးသွားတဲ့အဆောက်အုံတွေအောက်မှာရုပ်လောင်းတွေများစွာကျန်ရှိနေသေးပြီးကြီးကျယ်ပျက်စီးနေချိန်မှာစေကောင်းဆောင်မရောက်နိုင်ဟာလင်းစတက်ထိပ်သီးညီလာခံကိုတွားရောက်ခဲ့တာပဲဖြစ်ပါတယ်။ဆေးဥစုဟာငလင်တန်းနဲ့ပြည်သူတွေအတွက်လူသားဆန္ဒမှုအကူအညီတွေနဲ့ကယ်ဆယ်လုပ်ငန်းတွေကိုပိတ်ပင်တားမြစ်ခဲ့တဲ့အပြင်ငလင်ပေးသည့်ဒေသတွေပါဝင်နေရာများပြားကိုလည်းလေကြောင်းတိုက်ခတ်မှုတွေဆက်လုပ်နေတယ်လို့ Justice for Myanmar ဖွဲ့ကထောက်ပြထားပါတယ်။ ဗင်စတက်ဖွဲ့ဝင်နိုင်ငံတွေဟာ2022ခုနှစ်မှာမြန်မာစျေးစုကိုရောက်သမှုဆိုင်ရာအကူအညီပေးရသဘောတူညီချက်မှာလက်မှတ်ရေးထိုးခွင့်ပြုခဲ့တာဟာတရေအချက်လက်မျှဝေခြင်း၊ရှာဖွေဖန်ဆီးခြင်း၊ဖန်ခံထားရသူတွေရဲ့တည်တည်ခံချက်ရရှိစေရေးသို့မဟုတ်စုံစမ်းစစ်ဆေးမှုတွေအတွက်ထောက်ကူဖြစ်စေခဲ့တယ်လို့ JFN ကဆိုပါတယ်။ဒါဟာစျေးစုတက်ထောက်လှမ်းရေးတရေအချက်လက်တွေစစ်ဘက်ရဲဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေမှာထောက်ကူဖြစ်စေခဲ့ပြီးဆေးရသွေးမှုတွေနဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာသွေးမှုတွေအတွက် ပြပေးရေးယူခံရခြင်းကနေကင်းလွတ်ခွင့်ရစေတယ်လို့ GFN ကအသိပေးထားပါဗျ။ဒါ့အပြင်ထိုင်းပါဝင်ဘင်စတက်ဖွဲ့ဝင်နိုင်ငံတွေဟာမြန်မာစစ်တပ်ရဲ့နိုင်ငံတကာရာဇဝတ်မှုတွေမှာကျင်းရပါအဖြစ်ပတ်သက်နေတာတွေကိုလည်း GFN ကအတည်လင်းထုတ်ပြန်ထားပါတယ်ရှင်။ဆလဖီတင်ပြပေးမယ့်သတင်းကတော့ထိုင်းနိုင်ငံဟာမြန်မာစစ်အုပ်စုအတွက်အရေးပါတဲ့စစ်လက်နက်ထောက်ပံ့နေတဲ့နိုင်ငံဖြစ်တယ်လို့ GFN ပြောကြားတဲ့သတင်းဖြစ်ပါတယ်။ထိုင်းနိုင်ငံဟာစစ်အုပ်စုအတွက်အရေးပါတဲ့စစ်လက်နက်ရောင်းချထောက်ပံ့တဲ့နိုင်ငံတစ်ခုဖြစ်ပြီး ထိုင်းဆူရဟာစီယုစုကျူလုံနဲ့ရာဇဝတ်မှုကြီးတဲ့အတွက်ဝေကြီးဖြစ်တင်ပေးနေတယ်လို့လူခွေရေးဖွဲ့တစ်ခုဖြစ်တဲ့ Justice for Myanmar JFN ကပြောဆိုလိုက်ပါတယ်။ Bimstep ဖွဲ့ဝင်နိုင်ငံတွေဟာမြန်မာစစ်တပ်ကကျူလုံနဲ့နိုင်ငံတကာရာဇဝတ်မှုတွေမှာကြေယာပါအနေနဲ့ပါဝင်ပတ်သက်နေတာတွေပိုပြီးနှက်ဆိုင်လာတာနဲ့ပတ်သက်လို့ခုလိုထုတ်ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်။ကုလသမဂ္ဂအထူးကိုယ်စားလှယ်ရဲ့အစီရင်ခံစာအရထိုင်းနိုင်ငံမှာမှတ်ပုံတင်ထားတဲ့ကုမ္ပဏီတွေဟာ2023ခုနှစ်ဗန်နာယီနှစ်အတွင်းမှာ မြန်မာနိုင်ငံကိုအမေရိကန်ဒေါ်လာ320တန်ဖိုးရှိတဲ့ဆက်လက်နဲ့ဆက်ဆက်ပစ္စည်းတွေရောင်းချပေးပို့ခဲ့တယ်လို့ထောက်ပြထားပါတယ်။ထိုင်းနိုင်ငံရဲ့အများပိုင်းရေနံကုမ္ပဏီကြီးဖြစ်တဲ့ PTT Exploration and Production Public Company Limited PTT EP ဆိုရဲ့မြန်မာနိုင်ငံတွင်းရေးပါတဲ့ကမ်းလွန်တဘာဝတန်ခွေအစီအမံကိန်းတွေလုပ်ကိုင်နေပြီးတဘာဝတန်ခွေရောင်းချတာကတစ်ဆင့်စီးပုစုကိုနိုင်ငံသားငွေရှာဖွေပေးနေတယ်လို့ဆိုပါတယ်။ဒီလိုရဲ့ဟာထိုင်းဆွေအနေနဲ့မြန်မာစီးပုစုကကျူးလွန်တဲ့ဆေးရသမှုတွေနဲ့ လူသားမျိုးနွယ်ပေါ်ကျွလွန်တဲ့ရာဇဝတ်မှုတွေမှာနိုင်ငံပတ်သက်စီတယ်လို့ JFN ကဝေဖန်ထားပါတယ်။ထို့အတူအိန္ဒိယနိုင်ငံဆိုရင်လည်းရုရှားပြုတ်တုံးတဲ့ပြိုင်မြန်မာစစ်အုပ်စုကိုဆက်လက်နဲ့စစ်ပတ်ဆိုင်ရာပစ္စည်းတွေအထိကရောင်းချထောက်ပံ့နေတဲ့နိုင်ငံဖြစ်တယ်လို့ဆိုပါတယ်။ရရှိထားတဲ့ကုန်သင်းကုန်ထုတ်မှတ်တမ်းတွေပေါ်ခြေခံပြီးပြောရမယ်ဆိုရင်အိန္ဒိယနိုင်ငံပိုင်းဆက်လက်နဲ့ကုမ္ပဏီတွေကမြန်မာစျေးအုပ်စုကိုဆက်လက်နဲ့ရောင်းချပေးပို့နေရတွေရုံနေသွားတာမရှိပဲဆက်လက်ပို့ဆောင်နေတယ်ဆိုတာတွေ့ရတယ်လို့ Justice for Myanmar ကအတည်ပြုထုတ်ပြန်ထားပါတယ် ဒါကြောင့် business ဖွဲ့ဝင်နိုင်ငံတွေကအစိုးရတွေနိုင်ငံတကာဖွဲ့ဝင်တွေနဲ့စီအုပ်စုနဲ့ကြံရပါပတ်သက်နေတာတွေကိုအဆုံးသတ်ဖို့လိုအပ်နေပြီးမြန်မာပြည်သူတွေရဲ့အသက်တွေကိုဦးစားပေးဖို့အလွန်ရေးကြီးပါတယ်လို့ Justice for Myanmar ရဲ့ပြောရေးဆိုခွင့်ရှိသူဒေါ်ရတနာမောင်ကပြောကြားထားပါတယ်ရှင်။ခုနောက်ဆုံးတင်ပြမယ့်သတင်းကတော့ထိုင်းနိုင်ငံကဆန္ဒပြပွဲတွေမှာပါဝင်မဲ့မြန်မာတွေတိုက်ခိုက်ခံရမှုတွေနဲ့ကြုံရနိုင်တာကြောင့် view site ကြဖို့ Meeting Alliance Thailand တတိပေးတဲ့သတင်းဖြစ်ပါတယ်။ ထိုင်းနိုင်ငံဆန္ဒပြပွဲတွေမှာပါဝင်မဲ့မြန်မာတွေအနေနဲ့တိုက်ခိုက်ခံရမှုတွေနဲ့ကြုံရနိုင်တာကြောင့်ပြူဆိုင်ကြဖို့ MIFD Alliance Thailand MTAT ကဒီကနေ့ဧပြီ9ရက်မှာအရီပေးချက်ထောက်ပြန်ပါတယ်။မြန်မာနိုင်ငံမှာလူပေါင်း6000ကျော်ကိုတပ်ဖြတ်ထားတဲ့စစ်ကောင်စာမင်းအောင်လိုင်းကိုထိုင်းနိုင်ငံကိုဖိတ်ခေါ်မှုပေါ့။ထိုင်းတက္ကသိုလ်ကျောင်းသားတွေနဲ့လူမှုဖွဲ့စည်းတွေကပြည်မြထံနဲ့ကန့်ကွက်ဆန္ဒပြနေတာတွေအတွက်ထိုင်းရောက်မြန်မာတွေကို MTAT ကအသိပေးနှိုးဆော်လိုက်တာဖြစ်ပါတယ်။ ဆန္ဒပြပွဲနဲ့ဆန္ဒပြပွဲပြီးတဲ့နောက်မြို့သားရေးဝါဒကြီးသူတွေရဲ့တိုက်ခိုက်မှုချိန်ကြမှုနှောင့်ယှက်မှုနဲ့ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေခံရနိုင်ခြေရှိတဲ့အပြင်ဆိုရအနာပိုင်တွေရဲ့တိုက်ခိုက်မှုတွေလည်းရှိလာနိုင်တယ်လို့ MTAD ကဆိုပါတယ်။ဒါပြင်ဖန်စီခံရပါကမြန်မာနိုင်ငံကိုပြန်ပို့နိုင်တယ်လို့ပြန်မပို့ပါကလည်းအထောက်ထားဆုံးရှိတဲ့အတိုင်းအာမခံအတွက်ခက်ခဲနိုင်တယ်လို့အတည်ပြုထားပါတယ်။ဆိုရစာရမ်းမှန်ကန်တဲ့သူတွေလည်းလက်ရှိရထားတဲ့အခွင့်အရေးတွေကို ထိုင်းအာဏာပိုင်တွေဖျက်သိမ်းတာတို့မဟုတ်နာဂတ်တွင်ဆာရွက်စားတဲ့အသည့်မှတ်ပုံတင်တာဒါမှမဟုတ်တက်တန်းတို့လုပ်ငန်းစဉ်တွေမှာအခက်အခဲတွေဖြစ်ပေါ်နိုင်တယ်လို့ MDAT ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ MDAT အနေနဲ့အကူအညီပေးနိုင်တာတွေမှာလည်းကန့်သတ်ချက်တွေရှိနေပြီးဆန္ဒပြပွဲတွေမှာဥဆောင်ပါဝင်သူတွေကိုထိုင်းအာဏာပိုင်တွေကစောင့်ကြည့်နေမှာဖြစ်တဲ့အတွက်ဘယ်လှုံ့ဆော်မှုမှမစို့မိမိတို့အန္တရာယ်ကိုသိကြစွာသတိပြုလှုံ့ဆော်ကြဖို့တိုက်တွန်းထားပါတယ်။စစ်ကောင်ဆောင်မင်းအောင်နဲ့ဥဆောင်တဲ့မြန်မာစစ်တပ်ဟာအာဏာသိမ်းပြီးကလေးက မြမပြည်သူ6000ကျော်ကိုတပ်ဖြတ်ကရဲသား2000ကျော်ကိုဖမ်းဆီးထိန်းသိမ်းထားကြောင်းနဲ့တည်တယ်မိတ်ကိုတပ်သွင်းခဲ့တာကြောင့်ပြည်တွင်းရွှေပြောင်းဒုက္ခတွေတုံ့ပြန်ခွဲကြော်ရှိလာပြီဆိုပြီးထိုင်းတက္ကသိုလ်ကျောင်းသားတွေနဲ့လူမှုဖွဲ့စည်းတွေကရေးသားကန့်ကွက်နေကြပါတယ်။ Mid Tea Alliance Thailand ဟာထိုင်းတက္ကသိုလ်ကကျောင်းသားလူငယ်တွေနဲ့စုဖွဲ့ထားတဲ့အဖွဲ့ဖြစ်ပြီးမြမစစ်တပ်ကအာဏာသိမ်းလိုက်တာကြောင့်ပြည်သူလူထုစက်တဲဖြစ်လာမှုဖမ်းဆီးတပ်ဖြတ်နေရမှုစတဲ့အကြောင်းတွေထိုင်းနိုင်ငံသားတွေသိရှိစေဖို့လှုံ့ဆော်နေတဲ့အဖွဲ့လို့သိရပါတယ်ရှင်။ ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတော့ကိုခန့်မှပေးပို့ထားတာဖြစ်ပါတယ်ရှင်။မင်္ဂလာပါရှင်။မနက်ဖြန် AB လ6ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ဒီကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာတိတ်အင့်တင့်တင့်ခါနေတိတ်ထူထန်နိုင်ပြီးကြံဘင်္ဂလားပင်လယ်အော်မှာတိတ်အနေငယ်ဖြစ်ထွန်းနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့ရခိုင်ကမ်းရိုးတန်းနဲ့မြို့ဝကျောမော်ဒေသတို့မှာလီဟာအနောက်အနောက်မြောက်ဘက်ကနေတနအီကုန်9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလိုင်းအနည်းငယ်ကနေလိုင်းအသေးတင်ရှိနေပါသေးတယ်။ တနင်္လာရီကန်ယူရတဲ့မုဒမခွေတို့မှာတော့လေဟာအရှိအရှိမြောက်ဘက်ကနေတနင်္လာရီကိုဆယ်မိုင်ကနေ -30 ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနည်းငယ်ကနေလှိုင်းအထင်တင်ရှိနေပါတယ်။မိုးအခြေအနေကတော့မြန်မာနိုင်ငံတဝန်းလုံးမှာနေရာအနှံ့အပြားမိုးထစ်ချုံရွာနေပါတယ်။နေ့အပူချိန်တွေကတော့မြန်မာနိုင်ငံတဝန်းလုံးမှာအပူချိန်တွေလျော့ကျနိုင်ပါတယ်။မြူအခြေအနေမှာမြန်မာနိုင်ငံတဝန်းလုံးမှာမြူကျဆင်းမှုလျော့ကျနိုင်ပါတယ်ရှင်။ Radio Energy မှဆက်လက်အသံလွှင့်ပေးနေပါတယ်။ခုဆက်လက်ပြီးကျမ်းမာရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရမှတင်ဆက်တဲ့ဝေကိမခံရအောင်တင်ဒါတွေလုတ်ပါဆိုတဲ့အစီအစဉ်လေးကိုတင်ဆက်ပေးပါမယ်ရှင်။ဝေကိမခံရအောင်တင်ဒါတွေလုတ်ပါလုပ်ငန်းခွင်သူသို့မဟုတ်တော်တွင်သွားလာရနိုင်ဒုတ်နှစ်6လခြင်းခြေတံပေးခြင်းများပြုလုပ်ရန် အထူးသဖြင့်မနက်စောစောနဲ့ညနေနေဝင်တရောအချိန်များကောင်းရည်ချင်းနဲ့ကောင်းလှိုင်းခြုံရယ်တစ်ပုံဝါပုံစသည်တို့ကိုကင်တွဲရွှေပြောင်းလျင်ဥစွာရိုက်ပုတ်တံပေးစစ်ဆေးပြီးမှကင်တွဲခြင်းပြုလုပ်ရန်မှတ်ချက် မွေသည်နားမရှိတော့လဲကျဲသောအတန်လူသံခြေနှင်းသံများကြောင့်ဖြစ်ပေါ်လာသောတုံခါနှုံးမြောက်ကိုခန်းစားရ၍ကြောက်တတ်သည်။သွာလာရတွင်လယ်ရှိဖက်ကို စီနေအုံပြုရန်ညချိန်တွင်သွာလာရ၌လွယ်ကူစွာမြင်နိုင်ရန် တံမီမီးတုပ်သို့မဟုတ်မီးအိမ်ကိုအသုံးပြုရန်တွင်းများနှင့်တစ်ခေါင်စသည်တို့ကိုလက်နှင့်ရမ်းနှိုက်ခြင်းမပြုလုပ်ရန်နေနှင့်ခြံဝင်းတွင်မွေများမခိုးအောင်နိုင်စေရန်အတွက်ခြုံပုံးနှင့်မိုက်တရိုက်များကိုရှင်းလင်းထားရန်ထင်းချောင်းပုံတဲတွင်မွေများခိုးအောင်နေတတ်သဖြင့်ထင်းချောင်းများကိုအိမ်နှင့်ဝေးရ၌ထားရှိပါနေအိမ်အတွင်းသို့မွေများမဝင်လာနိုင်စေရန်အိမ်နေရန်တွင်မွေဝင်နိုင်သောအပေါက်များရှိပါက ပိတ်ပါမွေများအိမ်မော်တက်တက်၍အိမ်ယာဝင်ချိန်တွင်အိမ်ယာကိုဂရုပြုစစ်ဆေးရန် အိယာကရင်ကိုမြေပြင်ကျမ်းပြင်ထက်ညှင့်ထားရန်ချင်းအောင်ထောင်အိယံချင်းအောင်ကြီးကြီးဤအလဲတွင်အိယံအိမ်မွေးတရိစံများဖြစ်သောခွေးကြောင်ငန်းစသည်တို့ဤအော်သန်နှင့်အမူယာကိုကြည်ချင်းအဖြစ်ငွေရှိနေခြင်းကိုသိနိုင်၍၎င်းတရဝါများကိုမွေး၍မွေဆိုးအန်ရည်မှကာကွယ်ရန်အစိမ့်မရှိသောမွေများကိုဘေးမဲ့ပေးရန် မွေဤသဘာဝရန်သူများဖြစ်သောသိမ့်ငှက်ဇီးကွက်မွေပါတောင်းငှက်များကိုဘေးမဲ့ပေးရန်မွေဤအစာဖြစ်သောကြွက်ကြက်ခိုစသည်တို့အား အိမ်အနီးဝန်းကျင်တွင်မထားရှိရန်နေအိမ်တွင်ဟင်းစားတရိတ်ဆန်များကိုမွေးမြူခြင်းမပြုရန်မွေးများသည် နေအိမ်အတွင်းသို့အစာလာရှာတတ်တဲ့အတွက်အစာစာများနှင့်ရေများကိုအဖုံးပိတ်ထားသောအိုးခွက်ဖြင့်ထားရှိရန် အိမ်တွင်းရှိအိုးခွက်များတွင်မွေများမကုအောင်နိုင်ရန်ဖုံးအုပ်ထားခြင်းမှောက်ထားခြင်းများပြုလုပ်ရန်မွေနှင့်ရင်ဆိုင်တွေ့ပါကဒေါသထွက်အောင်ရံပြူခြင်းမှရှောင်ကျဉ်ရန်မွေသေးကိုကင်တွယ်ရာတွင်လည်းတရိထားရှိရန်အဆွေများနှင့်မတော်တဆထိမိရမှလည်းအစိတ်ဝင်နိုင်ပါသည်။ မွေအသေးနှင့်အခြားသူများကိုစနှောက်ခြင်းမှရှောင်ကြဉ်ရန် မွေမှာမသေးသေးပဲအန္တရာယ်ဖြစ်နိုင်ပါသည်အယူအဆအမှားများမွေစိတ်ကို ပုံမှုပြန့်နှံ့စေပြီးအသက်အန္တရာယ်ရှိစေနိုင်သည့်အယူဆများမှာမွေကတဲ့ရောင်ကိုဓာတ်နှင်ခွဲခြင်းမွေကတဲ့ရောင်ကိုမီးစားဖြင့်ထိုးခြင်းမွေကတဲ့ရောင်ကိုဆုပ်ဖြင့်ထိုးခြင်းမွေကြိုက်တံရတဝိုက်ကိုသွေးအသွာလာပုံမှုများစေပြီးအစိတ်ကိုပုံမှုလျင်မြန်စွာပြန့်နှံ့စေပါသည်။မွေကြိုက်ခရရသူအားအရက်တိုက်ခြင်းအရက်သည်သွေးကြောကိုကျေစီသောကြောင့် အစိတ်ကိုပုံမပြန့်နှံ့စေပါသည်။မံကန်ထိရောက်သောကုသမှုခံယူရရှိရန်နှောင့်နှေးစေသောအယူအဆများမန်းမှုတ်ခြင်း၊မွေမီးကိုဖြတ်၍မြူခြင်း၊မွေစိတ်မတက်စေရန်တားမြစ်နိုင်သည်ဟုယူဆခြင်းအခြားအယူအဆမှများကိုဝန်ဆောင်ကိုမွေကပ်လျင်မွေစိတ်မတက်ဘဲကလေးမွေးပြီးမှမွေစိတ်တက်လာသည်ဟုယူဆခြင်းမွေစိတ်ပြီးစေသည့်ဆေးမင်ကြောင်များထိုးထားခြင်းဖြင့်မွေကိုက်ပါကအစိတ်ပြီးသည်ဟုယူဆခြင်းပထမကြိမ်မွေကိုက်ခံရစဉ်ကအစိတ်မတက်သူသည် နောက်ထပ်မွေကြိုက်ခင်ရပါကလည်းမွေအစိတ်မတက်နိုင်ဟုယူဆခြင်းလေယာဉ်လုပ်ငန်းလုပ်ကင်စဉ်လက်ရှိပရက်ကိုစီးလျင်ကွင်းပိုင်မကြိုက်သဖြင့်ဒုက္ခရောက်နိုင်သည်ဟုယူဆခြင်းမွေကြိုက်ခင်ရပြီးစီးမထွက်သူအားရေမြမြတောက်ခိုင်းခြင်းအုံရည်တိုက်ခြင်းစီးထွက်များမှသာအုံရည်တိုက်ခြင်းရေမြမြတောက်ခြင်းတို့ပြုလို့ရပါမည်အုံရည်တွင်ပိုတက်ဆီယမ်ဓာတ်များသဖြင့်နှလုံးရုတ်တရက်ရပ်နိုင်ပါသည်ဝေကတရားကိုပါဇက်နှင့်ဆုတ်ခြင်းဖြင့်ဝေစိတ်များကိုပြန်လည်ဆုတ်ထုတ်ယူနိုင်သည်ဟုယူဆခြင်း ။မွေးဤအဆွဲမှစိတ်များသည်ခနာကိုယ်ထဲသို့ဆီတို့ပြုံဖြင့်ထိုးသွင်းတကဲသို့ဝင်ရောက်သွားပြီးဖြစ်သည်ဖြင့်ပါဇက်ဖြင့်အစိတ်ကိုဆုပ်ယူရန်ကြိုးစားခြင်းသည်ထိရောက်မှုမရှိပါ။မွေးကဲခရသူအားငြုတ်သည့်ကြွေးပြီးဆက်ပါက မွေးစိတ်မတက်ဟုယူဆခြင်း။မျိုးသားညီညွတ်ရေးဆိုရကျမ်းမာရေးဝန်ကြီးဌာန ရေဒီယို NUG ရဲ့ဒီကနေ့ညနောက်ဆုံးထုတ်လွှင့်မှုအစီအစဉ်နဲ့တိုင်းသားဘာသာစကားထုတ်လွှင့်မှုအစီအစဉ်ကိုနားဆင်ကြရပါမယ်။ကချင်ဘာသာနဲ့ပတ်စင်သတင်းများကိုတော့ဗဒန်ရှယ်ရီကတင်ပြပေးပါမယ်ရှင်။ဆောင်ရည်ကျရဝန်ပေါ်မြူရှာနေရောင်းဝင်ပြစင်စားငါနေကလောဗီဒီယိုအန်ယူဂျီအပါလီမန်ပြည်နယ်ဟောဆိုင်ပန်းစတမ်ရှိကနေပဲနိုင်ပတောင်ရှိကောနာထွန်ရှလက်ရမနော်စနာရီ shown an kuna nanan krum ai mum shani pangje krum nin to melam saram tu enyu ji so ya malom rom lam phong yo shang lom tu jin re lam kan kum sam kam sune

ုံးစာအမြင့်ထုတ်ခဲ့ခုဘလောရှာကကြနန္ဒရာအခက်ကဲရှာနီဖောင်ကျေဆာမစ်တန်ပရင်တူမူတခါဘလောနာမတူဂရအခက်ကဲရေဒေဇာရာအခက်ကဲနီဖောင်ကျေဆာမစ်တန်ပရင်တူလူနာမတူအန်ယူချီနီမလောရောမလန်ဖုန်နီယုံမုံရှောင်းလုံးနာမတူချင်းချင်းရေငုဖဲကျဲနာရှကွန်မြူငန်အန်တီနီကိုလည်းမုံချင်းခါဖို့တာကအိုင်ငါနာကန်ကွန်ဆမ်ကမ်ဆနေရီ တိုက်ချံကမုံရှာနေနာနနာမကျော်စင်ယံခုံရှာငိုင်တန်ချမုံဘောလမ်ကိုကဆတ်တယ်လမ်ပေအင်ချခရင်နာဤငါနာခုံရှာမြင်ပြန်တက်ဖက်ကဆန်ဆန်တိုင်လမ်ကျေလူကအိုင်မတော်နာနာမနာမကျော်ရမလန်တပ်နေကပစက်ချခရင်ဒါတန်တမောတင်ဖို့မူတော်မလောမူတန်တင်တာကုမ္ရှန်မြန်ပြန်တပ်နေရှင်ရှိကိုဘုံနီပေါင်းချခတ်ငါငါနာခင်အင်းနီစနေရှိကပေတာမတော်ညာနာရယ် ညမုံထာနာနာမကျော်စီယံခုံရှာငိုင်တန်ရဲမကျော်ရမလန်ချပ်နီကပ်ဆက်ခရင်တာတီကုမရှင်ညဖန်တပ်ကိုရှင်နိရှ်ကိုအင်စင်စာအမ်ဘုံနီဘ ோம் စခရက်ဆက်ငါတင်ယောင်ရဲလာကေအေရှိကထွန်ရှနာတပ်ကောနာအပရစ်တာပရလငါယရှနာဒေါ်ထဆွနေရီမတ်တောက်ကုမဆက်ယရှင်နီထာပြင်လဲဝါဆိုင်နာနာနာမကျော်အန်ယူချီနီချင်းဆက်တိုင်ဖဲဘလခွန်ခရင်တာနာငူအန်တာဝဲဆိုဘောက်ဖုံဘုံမစုကောအနာမောအပရစ်တာတင်ကပ်ဆက်ခရင်နာရဲငါနာအန်တောက်တန်တိုင်းရီ TNLA ချေအေအေနီ

ကျေးဧတပါမဆတ်ဒုံငါထမကြံပြင်းလေရှာကုရှဲမြင်ပြန်တဲ့မီအမှုနေပေါ်မခေါန်လောင်ဝါချခတဲ့လမ်းကျဲလို့အိုင်ဝိုင်းမော်လည်းမြောင်မကားတဲ့ကုရှဲမြင်ပြန်တဲ့မီဖြန်ထူးစ်တဝိုင်းမကျော်အပရစ်တာပရလငယ်ရချပေါ်ကင်ငါကျန်နမ်ချကျေးဧပုံဖုံတပ်နေတဲ့မကြံပြင်းနာကုရှဲမြင်ပြန်တဲ့မကနာကောဒရုန်းပေါ်မခတဲ့လမ်းကျဲလို့အိုင်ကုရှဲမြင်ပြန်တဲ့ပေါ်နောင်နောင်မကျော်ထန်ဆိုင်ရှာနေတဲ့ဂရုနာဘုံလေးနီကလော်ရှာ ဝုန်တန်တင်ရှာရှ်ကိုပဲဘုံလီဘုံချခတဲ့လမ်းဖြစ်ရှင်းစစ်မဆကလုံးငိုင်းငါနာရော့မလန်ဘုံလီဆွေလမ်းကျဲလူအိုင် မဒွန်းနာနောင်နှံစင်ယံခရမအိုင်မုံရှာနေဖဲတင်းနောင်တန်ဒီရရမ်ခရမနာရဲလမ် KIO တဲ့ KMU နီဒေါ်လကရှ်ပေါ်ရှိကဖဲတာမဒွန်းညာနာရင်နောင်နှံစင်ယံခရမအိုင်မုံရှာနေဖဲတင်းနောင်တန်ဒီရရမ်ခရမနာရဲလမ် KIO တဲ့ KMU နီဒေါ်တန်ဒိုင်ရီမစ္စတာဆွမ်ရှိယရှ်နီ KIO အစိုးရအလကတာနောင်နှံနာမကျော်မန္တလေးစကိုင်းဆမုံတင်တော်မခွေပကိုးမရနေကော့နာမုံရှာလော်လော်အဆက်စီဆွမ်လမ်မတိုင်လမ် ခလာအိုင်လမ်ဒုံတကီထန်ဇာမဒိုင်မုံရှာနေတဲ့ရောက်ကဲအိုတဲ့ကချင်အမျိုးရှာတီမုံမြင်ပြောလုံကအိုင်ချင်းကိမနောင်နောင်ဂရမင်းတုံနမ်တဲ့ဘိုင်းကိုရှော့တဲ့ဘုံနေနေချတောင်ကြီးရင်တဲ့ရှောင်းလုံးကရမနာရဲငါနာဂျန်ကြောက်လိုက်ကထကာတန်တိုင်းရယ်တဲ့ချက်မင်းနောင်နောင်မကျော်ဒုံတာစုကန်တဲ့မုံရှာနေလော့လော့စီစမဲနမ်တဲ့စိတ်နာကဲညူနေမုံအရောက်မြင်ပြောလုံကအိုင်ကဲညူနေခုနာ ခက်ခက်ရိုင်လမ်ဖဲတင်နာအဆမ်ကုန်ငိုင်းဒရမ်တန်ဂျီမတဲရှောက်လုံးခရမနာလမ်တိုင်းကြောက်လိုက်ကနိတာကတန်တိုင်းလမ်ဂျေလုကအိုင် พังชุมคุณะมุ่งแต่จีนันโนพียงครูช่างไอแจงกุมเชนเนียมเชนทับนีมันโมเปบุงนิปมสครักสักไงชิกาเปตามตุนยานารีมาชตัสมชิยาชนีคิงชิลคองเจนเจรัมชาเลือดที่ละคนาลงว่าไอกุมเชนเนียมเชนทับบุงนิโกอมันโมเมเรปปมคงนาวาชคาเดรัมเจลูเอรีมันโมทายคิงของคุมลินินดิสมาชตาปลอมนิยาชนีคอนพังนากุมเชนเนียมเชนทับเทกียเอปมปองทับนีมจันนจักรนาพิเลวานาเจลแมมจันสมัยปัตมิรัมนาเซลัมเจลูเอรีเมียมุทันนานุ င်ကပါခမင်ကျော်ဂျမ်ဂျောင်ငါအိုင်မုံရှာနေပေဂရုံရှင်တောင်းနာမတူရှကွတ်ရငိုင်ဂျန်ချကုံရှဲမြင်ပြန်တပ်ကောဘုံလမ်ကိုချင်းဆက်တယ်လမ်ပေမတုတ်ကလောငါနာမတ်တာကုံဆက်ရရှိနေကောနာတိုင်နေတင်တူခရာဘုံလီပေါ်ရှိငိုင်နာတခရနာတိုင်ချမုံရှာမရရှိဂျန်အဆက်စီဆုနေဝိုင်လမ်ဂျေလုကအိုင် ပတ်မီလမန်ပြည်လည်ဝဆိုင်ဖန်ရှတုံရှိကနေဖဲအချောင်းပွဲရလမန်ခွန်တဲကုံဆိုင်ခရယ်ရေဒီအန်ယူဂျီအရှိကနေဖဲကပလာမတတ်အိုင်ဆောရိုင်ဂျီရူဝန်ပအမီရှာနေယုံဖဲရေချီဂျူဘာဆိုင်လုံးတော်တာရှင်များခင်ဗျာအခုနားဆင်နေကြတဲ့ရေဒီယိုအန်ယူဂျီရဲ့အစီအစဉ်တွေကိုရေဒီယိုလေးလိုင်းပေါ်မှာတိုက်ရိုက်နားဆင်နိုင်တယ်လို့ website youtube telegram facebook အစရှိတဲ့ အခြားသောအင်တာနက် platform မျိုးစုံမှာလည်းမနေ့တစ်ကြိမ်ညတစ်ကြိမ်ပုံမှန်ထုတ်လွှင့်ပေးလျက်ရှိပါတယ်။ YouTube ပရိသတ်များအနေဖြင့်လည်း Radio UNG Channel ဖြစ်တဲ့ youtube.com/radiounging မြန်မာကိုဝင်ရောက် subscribe လုပ်ထားပြီးတော်လန်ရေးအတွက်ထပ်ပို့ဝင်ငွေများကိုတစ်ဖက်တစ်လမ်းကနေပါဝင်ကူညီနိုင်တဲ့အကြောင်းအသိပေးတင်ပြအပ်ပါတယ်ခင်ဗျာ။ ဒီကနေ့ကတော့ဒီညနဲ့ပဲ Radio NUG ရဲ့အစီအစဉ်လေးကိုခਿੱတရနာလိုက်ပါမယ်ရှင်။မြမစံတော်ချိန်မနက်၈နာရီခွဲနဲ့ည၈နာရီခွဲအချိန်မှာပြန်လည်ဆုံတွေ့ကြပါစို့။ Radio NUG ကိုမနက်ပိုင်း၈နာရီခွဲမှာလိုင်းတူ16မီတာ17.8 MHz နဲ့ညပိုင်း၈နာရီခွဲမှာလိုင်းတူ25မီတာ17.6 MHz တို့မှာဓာတ်ရိုက်ဖမ်းလို့နိုင်စေပါပြီ။ မြန်မာနိုင်ငံလူနိုင်ငံသားတွေကိုစိတ်နှပြစမ်းမချမ်းသာလို့ဘေးကင်းလုံခြုံကြပါစေလို့ရေဒီယို NUG အဖွဲ့သူဖေသားတွေကဆုတောင်းနေတာပေါ့။မြေသားမျိုးလို့ဆိုရရင်စက်တော်ရင်ခရီးအချက်နဲ့လူပညာဝန်ကြီးဌာနကထုတ်ပြန်တဲ့ရေဒီယို NUG ဖြစ်ပါတယ်။ San Francisco Bay Area အခြေစိုက်မြန်မာပြည်သားစုတွေနဲ့နိုင်ငံတကာကစိတ်နှာရှင်လို့အားပေးနေတဲ့ရေဒီယို NUG ဖြစ်ပါတယ်။အရေးပေါ်ကအောင်ရမည်